ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော်လာရှိုးကိုတိမ့်ပိုက်ထိ ंछ ုပ်ထားတဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA အနေနဲ့မြို့ကနေပြန်လည်မထွက်ခွာဖို့မြို့ကနေကမတ်လ20ရက်နေ့မှာဆန္ဒပြတောင်းဆိုခဲ့ကြပါဗါးလာရှိုးမြို့ကတထောင်ကျော်ပါဝင်မဲ့မြို့ရင်းလမ်းလျှောက်ပွဲဆန္ဒပြပွဲတွေအထိလှုပ်ဆောင်ဖို့ရည်ရွယ်ခဲ့ပေမဲ့သတင်းပေါက်ကြားထားတဲ့အတွက်လုံခြုံရေးကြောင့်ပျောက်ကြားစနစ်နဲ့ပဲပြုလုပ်ခဲ့ရတယ်လို့ဆန္ဒပြမှုဦးဆောင်သူတွေကဆိုပါတယ်ကျွန်တော်အဆုံးလုံးက န်းချက်ပေါ်လုပ်ခဲ့မယ်ဆိုလို့ကျွန်တော်ကအရေးကြီးတဲ့ခုဟိုဖြစ်ကောင်းချက်နိုင်မယ်ပေါ့နော်အာဒုက္ခများလေပဲမလုပ်ဖြစ်ဘူးဆိုတော့မနေရလို့မျိုးလို့ဆောင်မှုတွေကအာတနည်းတစ်ခုတော့ဒုနာဟိုရောက်မှာရောက်ပြီးတော့မှဂရုမာညာတာစိတ်ကြီးတဲ့တာရှိခဲ့တည်ပြီးပေါ့နော် အဲကျွန်တော်ပြည်သူတွေတော့တွေးပြီးမှပဲဆိုရယ်စိတ်ရဲ့အပကာတိတမကြီးနဲ့တော့ဒီမဆီရဲ့ခမတ်လို့တော့လည်းပတ်ပူမှုတွေဖြစ်သွားအောင်လို့ပေါ့နော်ဟိုကျွန်တော်ရဲ့ဒီလှုပ်ရှားမှုတွေကသူ့အတွက်ကောင်းတဲ့ဆက်ကူတော်တယ်နေဖြစ်လေဖြစ်တော့အောင်ကျွန်တော်ရောကြည့်ရပြလို့အချင်းချင်းတွေတရုတ်ရဲ့ဂျောင်းဝင်စေဆက်မှုနဲ့စစ်ကောင်စီနဲ့ MNDA တို့မလ22ရက်နေ့မှာထပ်မံတွေ့ဆုံဆွေးနွေးကြမှာဖြစ်တဲ့အတွက် ို့ကနေမဆုတ်ခွာဖို့တောင်းဆိုတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့အပတ်ကတရုတ်စိုးရဟာလာရှိုမြို့ကိုအုပ်ချုပ်နေတဲ့ MNDAA ခေါင်းဆောင်တချို့ကိုခေါ်ယူတွေ့ဆုံခဲ့သေးတယ်လို့လည်းသိရပါတယ်။ဆန္ဒပြပွဲကိုမလ20ရက်နေ့ညပိုင်းမှာလာရှိုမြို့အဝင်မဟုတ်ဦးလွတ်လပ်ရေးပန်းခြံနဲ့မြို့ရဲ့လူစီကားတဲ့နေရာ10ခုထက်မနည်းမှာပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်မြို့ကန်တွေဟာ MNDAA တပ်တွေလာရှိုမြို့ကမဆုတ်ခွာဖို့အပြင်တရုတ်စိုးရရဲ့ မြန်မာရေးဝင်ရောက်စွဖက်နေမှုအပေါ်ရက်တံပေးဖို့လဲဓာတ်ပုံတွေစာသားတွေနဲ့လိုက်လံဖြန့်ဝေခဲ့ကြတယ်လို့သိရပါဗျ။အခုဒီတရုတ်အစိုးရကကျွန်တော်တို့ပြည်သူလူထုပေါ်ပြည်သူလူထုဆိုတာမြန်မာအရေးကိုဝင်ရောက်စွဖက်နေတာကအော်ကျွန်တော်တို့လာရှုတမျိုးထင်တယ်မကောက်ဘောနော်အနိုင်ငံလုံးမှာရှိနေတဲ့တော်လိုင်းလုံးတွေသူအကုန်လုံးကိုဟိုဒီတော်လိုင်းကြီးအတွက်နှုံမိကြံကြမှုညာဖြစ်စေရတယ် ဆိုတော့ကျွန်တော်တို့ကလည်းဒီမြမမြမပြည်သူတွေရဲ့အာမြမအထုချာအနာကိုမြမပြည်သူတွေရဲ့ပိုင်းနဲ့မြမရီယာမြမရီယာရဲ့ပိုင်းနဲ့ပေါ့နော်အဲဆိုတိုင်းတစ်ပါးနေနဲ့ကျွန်တော်တို့ရဲ့အထုချာအနာကိုလေးစားပေးပါလို့ပြောချင်တယ်တီယိုဆိုရရဲ့ကြောင်းဝင်စည်းစက်မှုနဲ့စစ်ကောင်စီနဲ့ MNDA တို့2025ဇန်နဝါရီလမှာအပြစ်ခတ်ရက်စဲခဲ့ကြပြီး လာရှုမြို့ကို MNDA ကဆက်လက်အုပ်ချုပ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့လည်းစစ်ကောင်စီရဲ့တောင်းဆိုချက်အရ MNDA တပ်တွေ6လအတွင်းလာရှိုးကနေပြန်လည်ဆုတ်ခွာရမယ်ဆိုတဲ့အတိမပြုတ်နိုင်တဲ့သတင်းတွေလည်းထွက်ပေါ်နေတာပါလက်တလုံးမှာတော့ MNDA ကအခုနှစ်စကြံပွဲတော်ကိုစီစီကာကာကျင်းပမယ်လို့မြို့ကန်တွေကိုအတိပေးထားပြီးမြို့ကန်တွေဆုတ်ခွာမယ်မဆုတ်ခွာဘူးဆိုတာကိုတော့တရားဝင်ပြောဆိုလာတာမျိုးမရှိသေးဘူးလို့ဒေသခံတွေကဆိုပါတယ်